ခုရောက်ရှိနေတာကတော့ကျွန်တော်တို့မန္တလေးမြို့မလားပူရာမြို့နယ်ထဲကရွှေမုတ်တော်အင်တာယာမှာအကြောင်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရှိမှာဆိုရင်မြင်ရတဲ့အတိုင်းပဲခင်ဗျာဒီမလား20ရှင်းနေကလောက်ခဲ့ခဲ့တဲ့ငလင်ကြောင့်ဒီရွှေမုတ်တော်ဇေဒီဟာဆိုရင်လေးဘက်လေးရံပြက်စီးမှုတွေဒီကောင်မှဖြစ်လာတာကိုတွေ့ရတယ်တော့ဒီဒီရွှေမုတ်တော်အကြောင်းကကျတော့တန်ဃာတော်တွေကိုရင်နေဦးစင်းနေတနိုင်နေများတန်ရှိလုတ်ပေးမယ်လို့ဒါ အင်အားနဲ့ပျက်စီးနေမှမျှပဲဖြစ်နေတယ်။ဒါကြောင့်ဒီနေ့ဒီမှာလာပြီးတော့ကုညီပြီးတော့တန်ရှင်းလာလုပ်နေတယ်။ဒါအဖွဲတစ်ဖွဲရှိရလို့သိရတယ်ခင်ဗျ။ဒီမှာဆိုရင်ကျွန်တော်တို့ဒါဓမ္မယုံကြိုချပျက်စီးထားတဲ့အချိန်လေးပဲဖြစ်တယ်။အစည်းအဝေးတွေတော်တော်ကြီးရခင်ဗျ။ဒီမှာဆိုရင်ကျွန်တော်တို့လောကပြည့်အဖွဲတွေလို့ယူဆရတယ်။မင်္ဂလာပါ။မင်္ဗလာပါ။မင်္ဂလာပါ။လာကြပြီလားဗျ။ခဏပါ။ဒီဆက်လို့တော့မှာ။ဆက်လို့တော့မှာ။ဟုတ်ကဲ့။ပျက်စီးရများရဲ့နော်ဦးလေး။ โอเคပါပါဆိုရင်မြန်မာတိုင်းပဲလာရောက်ပြီးတော့တို့အပေးနေကြတဲ့ဒါလူငယ်လေးတွေတွေ့ရတယ်ဒီမှာတနိုင်ကများတော့ရှင်းလေးပေးနေကြတာအနေရဲ့လက်မရှိအောင်ဒါနိုင်တဲ့ဝင်လေးနဲ့ရှင်းလင်းကူညီပေးနေတာကိုတွေ့ရတယ်ခင်ဗျာပါဆိုရင်တို့ဒီလိုကြထားတဲ့အုပ်တွေကိုတေချာပုံထားတော့တွေ့ရတယ် က်လောက်တင်ကြည့်အောင်ဒီမှာဆိုရင်တချို့တော့ရှင်းထားတာကိုတွေ့ရတယ်ဒီကြီးမမပြိုကျပြစီထားတယ်အနေများမယ်ရှင်နေရနော်မအောင်ပြက်တွေကိုပြိုကျတာအเจ้าနေရလေဟိုဘက်ဒီဘက်ဒိုးရုပ်ပေါင်းနေတို့တော့အနေများတဲ့ချိန်တွေမှာရှိတယ်ဒါတတ်နိုင်တလောက်ဟိုအနေများတဲ့ချိန်တွေကိုရှောင်ကျင်ပြီးတော့တန်ရှေးလုံးနေကြတာဟိုဘိုင်းဝန်ကွင်းနေကြတာတွေ့ရတယ်ခင်ဗျာအားတော့မရဘူးကမြင်နေတယ်ခါ ရမုတ်သောဇေဒီပါခင်ဗျာအခြေအနေပဲဖြစ်တယ်ခင်ဗျာကိုလေးမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီပေါ့လေကျွန်တော်တို့မနလေးမြို့ဟာအမရဘူရာမြို့နယ်ထဲမှာရှိတဲ့ဒီအင်တာယာမအကြောင်းမှာပေါ့ကျွန်တော်တို့ဒီရွှေမုတ်တော်စီတီတော်လာရောက်တန့်ရှင်းရေးကိုကြီးဆောင်ရွက်နေလို့ကြားသိရတယ်ခင်ဗျာဟိုဘယ်ကနေမြလာရလာပြီးတော့ဆောင်ရွက်တာလဲခင်ဗျာဘယ်ဖွဲ့စည်းလဲခင်ဗျာအဲလေးလေးတို့ကမန္တလေးတိုင်းပြည်သူပါတီရပါအဲအခုလေးတို့လက်ရှိအင်အားက30ကျော်လောက်ပါပါတယ် အဲဟိုဘာအမရပူရာမြို့နယ်နဲ့ဒီတကုံမြို့နယ်ကပြည်သူ့ပါတီဝင်တွေစုပေါင်းပြီးတော့ဒီရွှေမုတ်သောစီတော်ရဲ့အပြိုကျအပျက်စီးတွေကိုလာရောက်ပြီးတော့ကူညီဖယ်ရှားရှင်းလင်းပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျ။ဒီကျွန်တော်တို့ရွှေမုတ်သောစီတော်ရဲ့အပျက်စီးတွေကျွန်တော်တို့တန်ရှင်းရှင်းလင်းမှာပေါ့လေ။ဘလို့ခက်ခဲရများကြောင်းလဲခင်ဗျ။ဘလို့ဘာတွေများဟိုဘလို့အကူအညီတွေများထပ်ပြီးတော့လိုအပ်နေသေးလဲခင်ဗျ။ခုဆရာတော်ကြီးကိုမေးလျှောက်တဲ့အရာတော့အခု ကူညီရေးတွေကိစ္စရေးတွေလာတာမတွေ့ရသေးဘူးဒီစီရီရောကြီးကလည်းအခုပြောမယ်ဆိုရင်အခြေအနေတော်တော်ဆိုးရွားအကွဲနေတာတွေ့ရမှာလေပြောမယ်ဆိုရင်တော့အနေရရှိတဲ့အနေထားမှာရောက်နေတယ်အဲ့တော့ဟိုနောက်ပြီးတော့ဆက်ရန်နေရအကူအညီလိုအပ်တယ်ပေါ့နော်ဆက်ရန်နေရအခုလူအားနဲ့ရှင်းတာတော့အောက်ခြေမှာပြိုနေတဲ့အပိုင်းအစလေးပဲရှင်းလို့ရတယ်အပေါ်မှာじゃတော်တော်ဆိုးဆိုးရွားကွဲအနေရကြတော့ဟိုတကယ်လို့ဖြစ်နိုင်တော့ရှေးအောင်သူတည်နာပညာရှင်တွေအင်ဂျင်နီယာပညာရှင်တွေလာကြည့်ပြီးတော့စီမံခန့်ခွဲကူညီပေးနိုင်တော့ ပို့ပြီးထိရောက်မြန်ဆန်လုပ်မယ်လို့ဒီလေးတို့ကထင်ပါတယ်ဟုတ်ကဲ့ခင်ဗျဒီစီတီတော်ကြီးမှလာရောက်ပြီးတော့ဒီကုညီပြီးတော့တန်ရှေးလောက်တာဟိုအချိန်ဘယ်လောက်များယူရမလဲခင်ဗျဒီအပျက်စီးပုံကြီးရတဲ့အနေထားတော့ဒီအောက်ချိန်မှာပြိုးရရကြီးနော်လေးလေးတို့၄၅ရက်လောက်တော့စက်တိုက်လုတ်ပေးရမယ်လို့ထင်ပါတယ်။ဟိုဒါဆိုရင်နောက်ထပ်လူဝင်အားတွေရောထက်လို့မလားခင်ဗျာ။လူဝင်ကလည်းရသလောက်ထက်လို့ရောလေးလေးတို့ကဒီနှမြုပ်နယ်ပေါ့နောက်ကျန်တဲ့မြုပ်နယ်လည်းသူ့အခက်ခဲနဲ့သူရှိရောလူကတော့ရသလောက်စုယုံနေပါတယ်။ အကုန်လုံးကလိုအပ်ပါလေလူရောငွေ၅ရောဆယ်ရန်များတွေရောဟိုပက်ပေါင်းဆောင်ကကူညီပံ့ပိုးမှုတွေလိုအပ်နေပါတယ်ဟုတ်ဒီမန္တလေးမြို့မှာပေါ့လေဒီတမျိုးလုံးဒီဘက်မှာဒီငလင်ကြောင်းထိခိုက်ပျက်စီးမှုတွေခံခဲ့ရတာပေါ့လေဒီတခြားနေရာမှာတွေရောဟိုဘယ်လိုကူညီမှုတွေဆောင်ရွက်ပေးပြီလဲခင်ဗျာအဲတခြားနေရာမှာတော့ငလင်ဖြစ်ပြီးပြီးချင်းနောက်တည့်ရပေါ့နော်လေးလေးတို့ဒီမလေးတိုင်းပြည်သူ့ပါတီဝင်တွေကနေပြီးတော့မလေးစေးုံကြီးမှာ တွေးလိုအပ်ချက်တွေမြန်မာနေရာတည်အတွက်တွေးတွေတွားရောက်လူလန်းခဲ့ပါတယ်အဲ့လိုပဲရန်ကုန်တိုင်းပြည်သူ့ပါတီကလည်းရန်ကုန်အမျိုးသားတွေးလူပတ်မှာတွေးလူတန်းသလိုနေပြည်တော်ကပြည်သူ့ပါတီဝင်ကလည်းနေပြည်တော်မှာတွေးလူတန်းမှုတွေပြုလုပ်ခဲ့ပါတယ်ဟုတ်တခြားဟိုလူတန်းတာတွေအဲတခြားမျိုးတွေယူမှာတော့ထက်ရှိသေးလားခင်ဗျာအဲငွေကြီးအနေနဲ့ကတော့လေးလေးတို့ကငွေကြီးအင်အားတောင့်တင်းတဲ့ပါတီမဟုတ်တဲ့အတွက်ဒီအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကို ိမ့်တရာချက်တီးတီးတွားရောက်လူတန်းခဲ့ပါတယ်လိုအပ်တဲ့နေရာတွေပြန်လဲအသုံးချနိုင်ဖို့အတွက်ပေါ့နော်ဟုတ်ကဲ့ဦးလေးခမရဟိုဒီတခြားဒီဒုက္ခတဘောဘေးနေကိုခံစားနေရတဲ့နေရာတွေကိုဒါရိုက်မလူဘဲနဲ့ဘာလို့ဒီကော်မတီကိုပဲတွားပြီးတော့လူရလူရတဲ့အကြောင်းတွေတစ်ချက်လောက်ပြောပြပေးပါဦးခမရအဲဒီလိုသူကအပျက်စီးတွေကသခိုင်းမှာလည်းဖြစ်တယ်မန်းလေးမှာလည်းဖြစ်တယ်နေပြီးတော့မှာလည်းဖြစ်တယ်ပေါ့နော်ကြီးခိုက်မှုကတော်တော်ဆိုးဆိုးဖြစ်တော့ဒီတိမ့်တရားဆိုတဲ့အမောင်းကအာဟိုတကယ်လို့ ဟိုလူလိုက်တန်းလဲတနေရာထဲမှာပဲလူလိုက်တန်းလဲလို့ဆိုရင်လည်းစနစ်မကျမှာရဲ့နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုစင်းမဆက်နမ်းပက်တလို့ဖြစ်နေမှာဆိုလို့လေးလေးတို့ရဲ့ငွေမောင်းကလည်းနေတဲ့အတွက်အဲဒီတဘာဝဘေးရနေရဲ့စီမံခန့်ခွဲမှုကော်မတီကိုပဲတိုက်ရိုက်လူတန်းလိုက်ခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျေးဇူးပါ